မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံကဥဆောင်ပြီးထိုင်းနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်တဲ့ Thai Event Business Delegation to Myanmar ကိုပြင်ပခဲ့တာပါဒီဘွေဟာမြန်မာနိုင်ငံရဲ့ tourism ကဏ္ဍမြင့်တင်ဖို့အတွက်အဓိကရည်ရွယ်ချင်းပါတာဖြစ်တယ်လို့ မြန်မာနိုင်ငံဟာလက်ရှိမှာစီးပွားရေးနဲ့ကုန်သွယ်ရေးကဏ္ဍမြင့်တင်နေတဲ့ပေါ်ထိုင်းနိုင်ငံကလုပ်ငန်းရှင်တွေကူစလီရီနဲ့မြန်မာပြည်ကလုပ်ငန်းရှင်တွေတွေ့ဆုံခဲ့ကြတာပါလက်ရှိကျွန်တော်တို့မြန်မာနိုင်ငံကဒီ tourist နဲ့ပတ်သက်မှာ promotion လုပ်တာအဲ့ဒါကအဓိကပေါ့အာနောက်လည်းမြန်မာနိုင်ငံမှာအခုက economic နဲ့ပတ်သက်မှာ trading နဲ့ပတ်သက်မှာအများကြီး promotion လုပ်တဲ့အချိန်ဖြစ်တယ် အများကြီးလွတ်လပ်နေနိုင်ငံခြားနဲ့လှုပ်လှုပ်ဖို့ရှိလို့ဆိုတော့ဒီမှာပြင်မှလာပြီးမှဘုရားပြင်မှရှိတဲ့ organizer တွေမှာဆက်သွယ်ခြင်းတယ်နောက်ပြီးတော့ထိုင်းနဲ့မြန်မာနဲ့အဲ့ဒီလိုပဲဟို exhibition လုပ်မယ် business တွေတရားနဲ့တရားပေါင်းလုပ်ဖို့လည်းရှိတယ်နောက်လည်းဟိုမှာဒီကနေကိုယ်စားတယ်လားလာကြည့်တယ်လည်းရှိတယ်ဒီပွဲကနေတစ်ဆင့်ထိုင်းနဲ့မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေတွေ့ဆုံနိုင်ခဲ့တဲ့အတွက် ကုန်သွယ်မှုဝန်ဆောင်မှုတွေတိုးတက်လာဖို့မျှော်လင့်နေသူကဒေါက်တာမောင်မောင်လေးပါတို့တန်ယုံကဥဆောင်ပြီးတော့ထိုင်းနိုင်ငံတန်ယုံကဥဆောင်ပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေ establish ပေါ့နော်ဟိုသူတို့ ဟိုတရားဝင်ပေါ့ဟိုပုံမှန်ရက်တီတို့ရတဲ့ကုမ္ပဏီပေါ့နော်ဒီဥစ္စာတွေကိုခေါ်လာတဲ့ခေါ်လာတဲ့အတွက်ဟိုအဆက်အသွယ်ရာဒီဟိုနှစ်နိုင်ငံရဲ့ပုံစံမှုတွေတိုးတက်လာမယ်ဒီမိမှုတွေတိုးတက်လာမယ်ဒီ services ပေါ့ goods and services trading ဆိုတဲ့ ဒီကိုဟိုဟိုကုံတွယ်မှုပေါ့နော်ကုံတွယ်မှုဝန်ဆောင်မှုတွေတိုးတက်လာလိမ့်မယ်လို့ပြောလို့ရတယ်ဆိုတော့ဟိုနိုင်ငံနှစ်နိုင်ငံနဲ့နှစ်နိုင်ငံပြည်သူတွေရဲ့လုံခြုံရေးတွေရဲ့အကျိုးကျေးဇူးရှိပါလိမ့်မယ်ထိုင်း even business delegation တွေမြန်မာကိုပထမဆုံးဖြစ်ကျင်းပါတာဖြစ်ပြီးထိုင်းနိုင်ငံကကုမ္ပဏီကြီးကိုကူကကိုယ်စားလှယ်တွေလာရောက်ခဲ့ရပါမြန်မာပြည်ကလုပ်ငန်းရှင်တွေအတွက်လည်းဒီကုမ္ပဏီတွေစီကသက်ဆိုင်တဲ့လုပ်ငန်းဆိုင်ရာတွေကိုလေ့လာမေးမြန်းခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့ အခုလိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လှုပ်ဆောင်နေတဲ့အချိန်မှာထိုင်းနိုင်ငံကအတွေ့အကြုံရှိပြီးသားလုပ်ငန်းရှင်တွေရဲ့ကုမ္ပဏီတွေနဲ့လက်တွဲလှုပ်ဆောင်ရင်းအောင်မြင်နိုင်မှာလား님이 organizer เริ่มมีเอ่อขึ้นมาบ้างนะฮะแต่ อยากจะให้ฟล็อกลิปจริงๆก้าวกระโดดเพื่อที่จะมาเยมาနိုင်ငံအနေနဲ့အခုလူဈေးကွက်ကိုစတင်ချီလန်းလန်းနေတဲ့အချိန်မှာနေ့20ကျော်ကြာအတွေ့အကြုံရှိနေတဲ့ဖိုင်းနိုင်ငံကုမ္ပဏီကြီးတွေနဲ့လက်တွဲလှုပ်ဆောင်နိုင်မယ်ဆိုရင်အရန်ကိုတိုးတက်အောင်မြင်ပါပါမြန်မာနိုင်ငံအနေနဲ့တခြားနေရာတွေမှာလိုက်ပြီးအတွေ့အကြုံတွေရှာဆရာမလိုပါဘူးအခုလိုတွေ့ကြုံရှိပြီးသားကုမ္ပဏီတွေနဲ့အလုပ်လုပ်တဲ့အခါမှာအောင်မြင်မှုဆိုတာအနည်းနာမှာပဲရှိပါတယ်စီးပွားရေးမှာစတင်ပွင့်လင်းလာတဲ့မြန်မာနိုင်ငံကိုကူညီဖို့ ဟန်နိုင်ငံအနေနဲ့လည်းတာဝန်အများကြီးရှိပါတယ်။ဟန်နိုင်ငံအနေနဲ့အနာဂတ်မှာမြန်မာနိုင်ငံရဲ့စစ်မှုလုပ်ငန်းဆိုင်ရာတွေမှာဟန်ဘတ်ငွေတန်းတဲ့ကြီးရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ်။